နန်းဆက်ပွန်ရွှေဒူးဖော်ရေးကနေလှစင်ချက်သိမ်းရာချီအခွန်ရရှိနေတဲ့စစ်ကောင်စီကချင်ပြည်နယ်ပူရာအိုခရိုင်မချမ်းဘောမြို့နယ်မှာရှိတဲ့နန်းဆက်ပွန်ကျေးရွာမှာမြေဒူးဆက်ပဟိုးတစီကိုချက်သိမ်းရာချီကောက်ခံပြီးစစ်ကောင်စီကရွှေဒူးဖော်ခွင့်ပြုထားပါတယ်ရွှေဒူးဖော်ရမှာအုံပြုတဲ့ဗဟိုတစီအတွက်တလကို7320လောက်စစ်ကောင်စီရဲ့ပြူဟာမှုကိုအခွန်ပေးနေရတယ်လို့ပူရာအိုဒေတာခန်တွေက ပြောပြပါဗျာ။ ချမ်းပေါ်မြို့နယ်မှာဆိုရင်ရွှေတူးဖော်နေတဲ့ပဟိုကားတွေဟာအစီးတရာကျော်လောက်ရှိပြီးမြမစစ်တပ်ဌာနဆိုင်ရာတွေနဲ့ပြည်သူစစ်တွေကိုအဲ့ဒီမြေတူးဆက်တစီအတွက်လစဉ်အခွန်တဘောမျိုးပေးဆောင်နေရခြင်းပဲဖြစ်ပါတယ်။မှုလိုပေါက်လာတဲ့ရွှေတူးဖော်ရေးလုပ်ငန်း၂၀20ခုနှစ်နောက်ပိုင်းမှာတော့ဒေတာရင်းပလီပခတွေနဲ့နိုင်ငံရေးမတည်ငြိမ်တာတွေကြောင့်ကချင်ပြည်နယ်တဝမ်းမှာရှိတဲ့တရားမဝင်ရွှေတူးဖော်နေတာတွေဟာတစ်နှစ်ချာများပြားလာခဲ့ကြပါတယ်။ မလီကမြစ်ဖျားပိုင်းနဲ့မေကမြစ်ဖျားပိုင်းတွေမှာရွှေတူးဖော်နေတာတွေဟာတစ်နှစ်ထက်တစ်နှစ်ပိုမိုများပြားလာကြတယ်လို့ဒေတာခန်တွေကပြောပြပါဗျ။တရုတ်လုပ်ငန်းရှင်တွေနဲ့ကချင်ဒေတာမှာရှိတဲ့ချိုနီလုပ်ငန်းရှင်တွေဟာအဲ့ဒီရွှေတူးဖော်ရေးလုပ်ငန်းတွေမှာအများဆုံးပါဝင်ပတ်သက်နေကြပါဗျ။ရွှေလုပ်ငန်းရှင်တွေဟာစစ်တပ်ဒေတာခန်လက်နက်ကင်အဖွဲ့အစည်းတွေနဲ့သဘောတူညီမှုရယူပြီးရွှေတူးဖော်ရေးလုပ်ငန်းတွေကိုလုပ်ကင်နေကြတာပဲဖြစ်ပါဗျ။ပူတာအိုခရိုင်ထဲမှာတော့ရွှေလုတ်ကွက်ပေါင်းများစွာရှိကအဲ့ဒီလုတ်ကွက်တွေကို စစ်တပ် KIA နဲ့ဒေသခံအာဏာပိုင်အစင်းစင်ကိုဖျက်ချော်ပြီးပုဂ္ဂလိကလုပ်ငန်းရှင်တွေကလွှမ်းမိုးလုပ်ကင်ထားကြပါတယ်။